အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်အော်တိုဘာလ9ရက်မြန်မာတက္ကသိုလ်1389ခုနှစ်သတင်းကြွလဇန်း14ရက်တနင်္ဂနွေနေ့ရက်မွန်တဲ့12နာရီချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီတော်လိုင်းနေ့တက်ပါလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်သပါရခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြမယ့်သတင်းကြောင်းရာတွေကတော့ရွှေဘုံနယ်တိုက်ပွဲမှာအချမ်းဘတ်စစ်ရှုံးကောင်စီတပ်သား9ဦးသေဆုံးပြီးတော့၄ဦးကိုအရှင်ဖမ်းမိပါတယ်လက်နက်ခဲယမ်းတွေကိုလည်းသိမ်းဆည်းနိုင်ခဲ့ပါတယ် အထင်နာနေတဲ့စစ်ရှုံးကောင်စီတပ်ကလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်လို့ကိုင်ငယ်လေးပါပြန်လည်တော်မူရပြီးရှစ်ပါးတန်ရာရတယ်လို့သိရပါပါခင်ဗျာတရုတ်ကမကူညီပဲမင်းအောင်လှိုင် အာနာဆက်ပြီးတော့မထိန်းထားနိုင်တော့တဲ့အတွက်အကြပ်ပတ်မအလာကိုထောက်ခံနေမှုပေါ်ပြန်လည်စဉ်းစားဖို့နယူးဇီလန်လွှတ်တော်အမတ်ကတရုတ်ကို တိုက်တွန်းပြောဆိုပါတယ်နေပြန်တော့မပေးနိုင်တဲ့အတွက်နေပြည်တော်မှာအဖွားအုပ်တူရေထဲကိုခုံချပြီးတော့တက်တည်သွားပါတယ်ဒီသတင်းတွေနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကို နားဆင်ရမှာပါခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တရုတ်ရဲ့ပံ့ပိုးမှုမရှိဘဲစစ်ရာဇဝဲကောင်မင်းအောင်နိုင်အာနာဆက်ပြီးတော့မထိန်းထားနိုင်တော့တဲ့အတွက်အကြမ်းမြန်မာစစ်အုပ်စုကိုထောက်ခံနေမှုပေါ်ပြန်လည်စဉ်းစားဖို့နယူးဇီလန်လွှတ်တော်အမတ် Fitting for ကတရုတ်ကိုတိုက်တွန်းပြောဆိုလိုက်ပါတယ်။အော်တဘာလ၄ရက်နေ့နယူးဇီလန်လွှတ်တော်မှာမြန်မာရေးနဲ့ပတ်သက်ပြီးတော့ကြားနာတဲ့အချိန်လေဘာပါတီကနယူးဇီလန်လွှတ်တော်အမတ်ကအခုလိုမျိုးထုတ်ဖော်ပြောဆိုလိုက်တာပါ။ လက်ရှိဂျမ်းမတ်မြောက်လိုင်းရဲ့အခြေအနေမှာတရုတ်ရဲ့ပံ့ပိုးမှုမရှိဘဲအာဏာကိုဆက်လက်ထိန်းထားနိုင်တာနဲ့ဆက်လက်ရရှိနိုင်တာမရှိတော့ကြောင်းမြောက်လိုင်းနဲ့စစ်တပ်ကိုတရုတ်ကထောက်ခံနေတာကမြန်မာစစ်တပ်ကကျူးလွန်နေတဲ့ဆရာဇွေးမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေမှာတရုတ်ကပါဝင်ပတ်သက်နေတာဖြစ်ကြောင်းဒီလိုမျိုးပါဝင်နေခြင်းဟာအင်အားကြီးလေးစားဖွယ်ဖြစ်တဲ့နိုင်ငံကြီးတစ်ခုရဲ့အပြုမှုမဟုတ်ကြောင်းသူကဆက်ပြီးတော့ပြောဆိုပါတယ်ခင်ဗျာဆရာဇွေးကောင်မရောက်နိုင်ဟာ တရုတ်ရဲ့ပံမိုးကူညီမှုမရှိဘဲနဲ့အာဏာကိုရနိုင်တော့မှာမဟုတ်ပါဘူး။ဒါဟာမြောက်လည်ရဲ့ဆီရဆွေးမှုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာတရုတ်ကပါဝင်နေတာဖြစ်ပါတယ်။အဲဒါကတော့အင်အားကြီးမားပြီးတော့လေးစားရတဲ့နိုင်ငံကြီးတစ်ခုရဲ့ပြုမှုတော့မဟုတ်ပါဘူး။ကျွန်တော်အနေနဲ့တရုတ်ကိုပြောချင်တာကမင်းတို့ရဲ့နေသက်ဒေသမှာတည်ငြိမ်မှုလိုချင်တဲ့ဆိုရင်မင်းရဲ့အခြေခံအဆောက်အုံလမ်းကြောင်းကိုကာကွယ်ခြင်းနဲ့တဘာဝတည်ရန်ဇာတာတွေကိုအသုံးပြုခွင့်ရခြင်းနဲ့ဆိုရင်ဒါတွေက ရုတ်နိုင်ငံရဲ့နိုင်ငံခြားရေး policy ပန်းနိုင်နေဆိုရင်ဒီမုံတီးစရာကောင်းတဲ့စစ်တပ်အတွက်မင်းရဲ့ထောက်ခံမှုဟာမင်းရည်မှန်းချက်တွေကိုဖြစ်စေနိုင်ပါမလားဆိုတာကိုငါတန်တရားဖြစ်မိပါတယ်ဒီရုတ်နိုင်ငံကိုကျွန်တော်တို့ပြောချင်တာကမင်းတို့ဟာကမ္ဘာပေါ်မှာအလွန်ဆိုးဝါးဆုံးစစ်အာဏာရှင်တွေကိုထောက်ပံ့ပေးနေသူဖြစ်ပါတယ်ဆိုပြီးနယူးဇီလန်လွှတ်တော်အမတ် Fitrain Fort ကပြောဆိုပါတယ်ခင်ဗျာလက်ရှိမှာ စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံဟာစနစ်တကျရာဇဝတ်မှုတွေကျူးလွန်နေတဲ့နိုင်ငံကမ္ဘာကြီးကိုလိမ့်လည်လှည့်ပြနေတဲ့ကြားဖြန့်စင်တာကြီးတရားမဝင်မှုရေးစေဝါတွေထုတ်လုပ်ရနေရာကြီးဖြစ်လာနေကြောင်းမြန်မာနိုင်ငံမှာဆင်ဆက်မပြတ်တည်ငြိမ်မှုရှိတဲ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီလမ်းကြောင်းပြန်ပြီးတော့ရောက်ရှိလာမှသာတရုတ်နိုင်ငံရဲ့ယိမ်မန်းချက်ကိုရရှိနိုင်မှာဖြစ်ကြောင်းသူကထောက်ပြပြောဆိုထားပါတယ်စနစ်တကျကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကဘာကြီးကိုလိမ့်လည်လဲပြားနေတဲ့ကြားဖြန့်စင်တာတွေကဘာကြီးစီကိုတရားမဝင်မူရေးစေဝါဖြန့်ချီနေမှုတွေအာရှမှာတင်းကျပ်နေရွှန့်ခွာရွှေပြောင်းစေတဲ့အရင်းမြစ်နေရာကမြန်မာနိုင်ငံ ဖြစ်လာနေပါတယ်။တည်ငြိမ်မှုရှိတဲ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီကိုပြန်လည်သွားမှသာမင်းတို့ရဲ့ရည်မှန်းချက်တွေနဲ့ပို့ပြီးတော့တင့်တော်ပါလိမ့်မယ်ဆိုပြီးနယူးဇီလန်လွှတ်တော်အမတ် Fit Try For ကတရုတ်နိုင်ငံကိုတိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နေပြည်တော်ကောင်စီနယ်မြေတက်ကုန်းမြို့နယ်ဘရင်တော်ရက်ကွက်မှာအော်တိုဘာလ2ရက်ကအသက်60ရွယ်အမျိုးသမီးကြီးဟာနေပြန်တို့မပေးနိုင်လို့ရေထဲကိုခုန်ချပြီးတော့ကိုကိုကိုတက်တည်သွားတယ်လို့မြို့ကန်နေစီကနေသိရပါဗါတယ်တက်ကုန်းမြို့နယ်ဘရင်တော်ရက်ကွက်ဓမ္မရိတ်တာနာမှာနေတဲ့အသက်60ရွယ်ဒေါခင်ထေးဟာယူထားတဲ့နေပြန်တို့တွေအတိုးတက်ပြီးတော့15သိန်းလောက်ဖြစ်သွားတာကြောင့်ပြန်မဆိုင်နိုင်တဲ့အဆုံးစားတဆောင်ရေးပြီးတော့တက်တည်သွားတာလို့မြို့ကန်တယောက်ကပြောပါတယ်ခင်ဗျာ ယူထားတာက6သိန်း9သိန်းတလုံးနဲ့ယူတာမဟုတ်ဘူးနည်းနည်းချင်းယူတာအဲ့ဒါကိုနေပြန်တိုးနဲ့တွက်လိုက်တာ15သိန်းလောက်ဖြစ်သွားတယ်မိသားစုလည်းမရှိတော့သူ့အတွက်ဖျားအရမ်းများပြီးတော့အကျွေးသမားကလည်းအတင်းတောင်းနေတော့မလုပ်တင်တာကိုလှုပ်သွားတာသူကိုယ်တိုင်တည်တန်းစာရေးပြီးတော့ရေထဲကိုခုံချပြီးတော့တက်တည်သွားတာစိတ်မကောင်းစရာဖြစ်ရပါဆိုပြီးတော့ဒေသခံတယောက်ကပြောဆိုပါတယ်ခင်ဗျာဒေါခင်ဒီဟာသူစီးခဲ့တဲ့ဆက်ပြီးကိုထုခွဲရောင်းချပြီးရှိနေတဲ့အကျွေးတွေဆက်ပေးဖို့စာရေးပြီး ဘီယန်အောင်နေမီတရားပေါ်ကနေခုံချပြီးတော့တက်တည်သွားတာလို့အချို့ရင်းနဲ့နှိစက်တဲ့သတင်းမြစ်ကလည်းပြောဆိုပါတယ်ခင်ဗျာသူမိသားစုကလည်းအမေကြီးပြစ်ထားတော့နေတိုင်းစားတော့ဖို့အတွက်ပတ်စံကိုနေပြန်လို့ယူပြီးတော့သုံးတာဒီပမာဏများလာတော့ပြန်မဆက်နိုင်လို့ဒီကြက်တူမတူနေပြန်တို့တွေကအရန်ဆိုးတာနေတိုင်းပေးရတာယူထားတဲ့ပမာဏကိုအတိုးနဲ့အရင်ပေါင်းပြီးတော့တောင်းလို့အခုလိုမျိုးလုပ်သွားတာတည်သွားတော့အကျွေးသမားအတန်မထွက်ရဲဘူးဆိုပြီးတော့ပြောဆိုပါတယ်ခင်ဗျာ ပြီးခဲ့တဲ့စက်တင်ဘာ9ရက်ကလည်းနေပြည်တော်ကောင်စီနယ်မြေဇယတိတိမြို့နယ်ပြည်ဆန်းအောင်ရက်ကွက်ကအသက်58နှစ်အရွယ်အမျိုးသားတစ်ယောက်အကျွေးပြန်မဆက်နိုင်လို့မိမိကိုယ်ကိုဇွဲကြိုးချပြီးတော့တက်တည်သွားခဲ့ပါသေးတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့လူဒုရဲ့ချက်တက်မှုတွေလူဒုရဲ့အခက်ခဲတွေကဘလောက်တောင်ကြီးမားတယ်ဆိုတာကိုတက်တည်ပြနေတဲ့ဖြစ်ရက်သတင်းအကြောင်းအရာတွေပါအဲ့တော့ဘလောက်ကြီးမားလဲဆိုရင်ကိုယ့်အသက်ကိုတက်တည်ရတဲ့အထီကိုလူဒုရဲ့ဒုက္ခဒုက္ခတွေကများပြပြီးတော့ ြီးမားလာပါပြီအဲ့တော့ကုံစည်နှုံးနေအစမတန်တက်မှု2020 2021အာနာသိမ့်မှု နောက်ပိုင်းမှာဒီမားလာတို့အာနာသိမ့်မှုနောက်ပိုင်းမှာကုံစည်နှုံးနေအစမတန်တက်မှုအလောက်ကန်ခွင်းလန်းနေရှားပါမှုဈေးစကားတွေကြီးမှုဒီလိုမျိုးလူမှုဒုက္ခတွေကြားထဲမှာအရာရာအဆင်မပြေကြတဲ့လူတို့ရဲ့တောကတွေဒုက္ခတွေကတော့ကိုယ်အသက်ကိုအဆုံးစီရင်ပြီးတော့ဖြည့်ရှင်းရတဲ့အထီကိုအကြက်တဲဖြစ်နေကြပါပြီအဲ့တော့နေရာပေါင်းစုံမှာကဏ္ဍပေါင်းစုံမှာ ုံစံမျိုးစုံနဲ့လူလူကကြက်တဲနေကြတာပါအဲ့တော့မာလာတို့ကတော့သူတို့ရဲ့အာနာတီမြဲဖို့အာနာတက်ဆိုးရှည်ဖို့အတွက်ဒီဇင်ဘာလ28ရက်နေ့မှာသူတို့လုတ်ပွဲကြီးကိုကျင်းပပါတော့မယ်သူတို့ကသူတို့တရားဝင်အစိုးရအဖြစ်နဲ့အသွင်ပြောင်းနိုင်ဖို့ကြိုးပမ်းအားထုတ်နေကြပြီပဲဖြစ်ပါတယ်အဲ့တော့ဒီ9နှစ်အတောအတွင်းမှာတော့လူလူကအခုလိုမျိုးအချက်တဲကိုခံစားရတဲ့အထိဖြစ်နေလို့ရှိရင်နောက်ထပ်ဒီအာနာရှင်တွေတက်တန်းတိုးပြီးတော့တက်ဆိုးရှင်မယ်ဆိုရင် လူလူရဲ့အချက်တဲတွေကဘယ်လောက်ထိတောင်ပိုပြီးတော့စိုးဝမလဲဘယ်လောက်ထိတောင်စိုးရုံမလဲဆိုတာကိုကျွန်တော်တို့တွေးတောကြည့်ုံနဲ့သိနိုင်ပါတယ်ဒါကြောင့်မလို့အနာရှင်မအားလာတို့တတ်ဆိုးမရှိဘူးလိုအပ်ပါတယ်ရွှေဘုံနယ်ဘက်ကတိုက်ပွဲမှာတော့ဒေါ်လာရင်တက်ဖွဲ့တွေအောင်ပွဲရရှိထားပါတယ်ခင်ဗျာအော်တိုဘလာ၂ရက်နေ့မနေ့စောပိုင်းကတက်မ33လက်အောက်ခံစခါတာရှစ်ကထွက်လာတဲ့စစ်ရှုံးကောင်စီတပ်သားတွေကိုတကနန်းကြီးရွာနားမှာတိုက်ခိုက်လိုက်တာလို့သိရပါတယ်အဲ့ဒီကျန်းဖတ်စစ်ရှုံးကောင်စီတပ်သားတွေဟာ အထိုင်ချတဲ့မြို့ပေါ်ကနေရွာရီဘက်ကိုစစ်ကြောင်းထိုးဖို့ထွက်လာကြတာဖြစ်ပါတယ်။ဒါကိုဒေါ်လာရင်တက်တွေကရှင်းလင်းလိုက်တာပါ။အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ဘက်က9ဦးတေပြီးတော့6ဦးကိုတော့73မန်းအဖြစ်နဲ့အရှင်ဖမ်းမိပါတယ်။လက်နက်တွေလည်းရရှိထားပါတယ်ခင်ဗျာ။အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ဘက်ကရှုံးမဲမဲပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက်အောင်မြေဖုံးကြီးကျောင်းထဲကိုလက်နက်ကြီးကြီးကြားရပေါက်ကွဲခဲ့ပြီးကျောင်းမှာရှိတဲ့ကိုရင်ငယ်၄ပါးပြန်လည်တော်မူခဲ့ရပြီးကိုရင်၈ပါးဒဏ်ရာပြင်းထန်ခဲ့တယ်လို့သိရပါတယ်။ ဒီတိုက်ပွဲအကြောင်းအရာကိုရှုဖို့ခင်တရင်26တရင်မူပီလွန်ကအခုလိုမျိုးရှင်းပြထားပါတယ်ခင်ဗျာဟုတ်ကဲ့ဗျအဲကျွန်တော်တို့ရှူမျိုးကရွာတွေကမျိုးကထွက်ပြီဆိုတော့လေရွာတွေကိုရောက်တယ်ဗျရွာကိုရောက်တယ်ဆိုတော့ခုဖြစ်တာတော့မျိုးကထွက်ထွက်ချင်းရွာပေါ့ဗျတကယ်တမ်းမှာစစ်ဖြစ်တာပေါ့အဲတကယ်တမ်းမှာစစ်ဖြစ်တာဖြစ်တဲ့အတွက်သူတို့ကမျိုးတွေကိုပြန်ဆုတ်ချင်ရတယ်ဒါကြောင့်ကျွန်တော်တို့ကစစ်ကြောင်းလက်ကြောင်းလုံးကိုတော့ကျွန်တော်တို့မနေနေလိုက်နိုင်ဘူးပေါ့နော်ကျွန်တော်တို့ရာသလောက်ပဲကျွန်တော်တို့အဲနေနေလိုက်နိုင်တယ်နေနေလိုက်တဲ့မှာရန်သူဘက်ကရန်သူဘက်က9ဦးကြတယ် လေဦးအရှင်ဖန်ဆီးရမိပါလေဗျ။အဲထိခိုက်ရန်စုဘက်ကထိခိုက်တဲ့အရာတွေကတော့ကျွန်တော်တို့ဟိုထုတ်ပြန်ချက်တည်းမှာပဲပြောတယ်ကျွန်တော်ကတော့တိတ်ဟိုလိုထွေသူပြီးတော့ဟိုမပြောချင်တော့ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ဒါတွေကညင်းရင်လည်းညင်းရတဲ့ကိစ္စတွေဆိုတော့အဲထွေသူပြီးတော့မပြောချင်တော့ပါဘူးဗျ။လက်နက်အနေနဲ့ကကျွန်တော်တို့60ပြောင်းလို့ပေါ့နော်60ပြောင်းလို့တက်လက်ရရှိရင်ပြီးတော့ကျွန်တော်တို့အဲဒီက MA1 တက်လက် MA3 တက်လက်အဲ RPG နှစ်ဖူး60တဖူးပေါ့နော်။ပြီးတော့ဂျမ်မာတစ်ခုဒါတွေကျွန်တော်တို့လိမ့်စီရမိပါလေဗျ။ အဲဒီတိုက်ပွဲနောက်ဆက်တွဲမှာကျွန်တော်တို့ပြည်သူကိုရှင်းပြခြင်းနဲ့အချက်လေးတွေရှိပါပြီဗျကျွန်တော်တို့ကတိုက်ပွဲသတင်းထုတ်ပြန်တဲ့အခါမှာဟာမင်းတို့ကကွာအခွဲစည်းတွေပါကြတယ်ပေါ့နော်ဟိုဟိုကြရလားပေါ့အဲဒါမျိုးတွေကျွန်တော်ဟိုးရှေ့ကလေးရဗျာကျွန်တော်ဒါလေးကြားရတယ်ပေါ့နော်အဲ့ဒါကျွန်တော်ကျွန်တော်တို့ကနိုင်ငံရဲ့ဟိုစံနှုန်းမီစစ်မှုဗျာတော်လန်စစ်တော်လန်စစ်ဆိုတော့တော်လန်ရဲဘော်တွေပူပေါင်းပါဝင်လာကြတယ်အဲ့ဒါတွေပေါ်မှာကျွန်တော်တို့ကဟိုတတွဲညီညီလုပ်ကြရတယ်ပေါ့နော်တတွဲညီလုပ်ကြရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ ဒီပေါင်ဝင်လာတဲ့အဖွဲ့အစည်းတိုင်းကိုအလေးကြီးပြုပြီးတော့ကျွန်တော်တို့ဖော်ပြရတယ်ပြီးတော့ဒီဟာတွေကကျွန်တော်တို့ရဲ့ပေါင်းဆက်နိုင်မှုစွမ်းအားတွေပေါ့နော်ကျွန်တော်တို့ပူးပေါင်းနိုင်မှုစွမ်းအားတွေအပြီးတော့ဒီဟိုပေါင်းစည်းလာတဲ့ပုံမှာကျွန်တော်တို့ဟန်ချက်ညီလှုပ်ရှားနိုင်တယ်ကျွန်တော်တို့ရဲ့စည်ရေးစွမ်းရည်တွေဒါတွေကိုဒါတွေကိုပြောပြခြင်းပါတယ်ပြီးတော့ကျွန်တော်တို့အညာမှာကွဲလဲနေရပေါ့နော်အဖွဲ့အစည်းတွေကွဲလဲနေရဆိုတာမှန်ပါတယ်ကျွန်တော်တို့ကောင်းဆက်မျိုးနဲ့ရှိကြပါတယ်ဒါပေမဲ့ရန်သူနဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်တို့ကဒစိတဝမ်းနဲ့ကျွန်တော်တို့စူပေါင်းညီညွတ်တိုက်ခိုက်ကြရပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့က တိုက်ပွဲတစ်ခုမှာထိုးစင်မှာပဲဖြစ်ဖြစ်ခံစင်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့တိုက်ပွဲတစ်ခုမှာအဖွဲ့အစည်းတွေပူးပေါင်းပါဝင်လာတာရှိပါလေဗျအဲဒါကြောင့်မို့ကျွန်တော်တို့ဒီအဖွဲ့အစည်းတွေဟိုအလေးကြီးပြီးပေါ်ပြရင်းနဲ့ပေါ်ပြတာဖြစ်ပါလေဗျဒါတစ်ချက်ပါဗျအဲဒုတိယချက်ကကျွန်တော်တို့ရှူမျိုးပေါ်မှာအဲမျိုးပေါ်ကတော့တည်ပါလေကျွန်တော်တို့အဲ့ဒီဘောပေါ့အောင်မြေမှာအောင်မြေဖုံးကြီးအကြောင်းကိုလက်နဲ့ကြီးမှန်ပြီးတော့ကိုရင်သုံးမကြဆုံးနေပေါ့နော်ဒီတိုက်ပွဲကကျွန်တော်တို့မီတာ30အတွင်းကျွန်တော်တို့အနီးကပ်ချင်းပုံခဲ့တဲ့တိုက်ပွဲဗျာ တိုက်ပွဲဆိုတော့ကျွန်တော်တို့ကလက်နက်ကြီးလုံးဝမသုံးပါဘူးဗျပြီးတော့ကျွန်တော်တို့မှအဲ့လိုမျိုးအဆောက်အဦးကိုပြက်ပြီးတော့အောက်ကဟိုလူတွေထိခိုက်နိုင်တဲ့လက်နက်မျိုးလည်းကျွန်တော်တို့မှမရှိပါဘူးအဲ့တော့ဒါကတော့ကျွန်တော်တို့မီဒီယာတွေမှာတစ်ခါကြလို့ရှိရင်ပြည်သူလူထုအထင်မှားမှဆိုလို့ကျွန်တော်တို့ကဒါကိုပြောပြတာပါဗျရှင်းပြတာပါဗျအဲ့တော့ဒါကတော့ကျွန်တော်တို့လက်နက်ကြောင့်လက်နက်ကြောင့်ထိခိုက်တာမဟုတ်ဘူးမျိုးပေါ်မှာလည်းနှလုံးကျပြီးတော့ကွဲတယ်အဲမျိုးပေါ်ကပြည်သူလူထုကလည်းဘယ်ရပြစ်တဲ့လက်နက်ဆိုတာလည်းသူတို့သိရပါတော့ရန်သူပြန်ဆုတ်သွားတဲ့အချိန်မှာသူတို့ကာဖို့အတွက် သူတို့စစ်ကြောင်းကာဖို့အတွက်အဲပြစ်ခတ်ပြီးတော့ဟိုဟာ၆လမ်းနာဖြစ်ပါတယ်အိမ်မှာပြည်သူလူလူထိခဲ့တဲ့အတွက်ကျွန်တော်လည်းများစွာအဆင်မကောင်ဖြစ်ရပါတယ်ဗျဒါတစ်ချက်ပါဗျအဲနောက်ချက်ကကျွန်တော်တို့အဲကျွန်တော်တို့ပြောကြရပါတော့ကျွန်တော်လည်း line ဟို line ပေါ်မှာကျွန်တော်တို့ဒီလိုပြောခဲ့တယ်ဗျအဲကျွန်တော်တို့ဖန်စီရမိရဲ့တုံမန်းနေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အာဒီကောင်းလေးတပ်လိုက်ကွာအဲဒီကောင်းလေးဘာလို့မလို့ကြွေးထားမှာလဲဒါလေးကိုကျွန်တော်တို့ပြည်သူလူလူစီကလည်းကြားရတယ်ပေါ့နော် ကြားရဲဆိုတော့ကျွန်တော်တို့ကရန်သူမမုန်းလို့မဟုတ်ပြကျွန်တော်တို့ကပုံမုန်းလေဗျဒါပေမဲ့ကျွန်တော်တို့ကဖန်စီရမိရဲ့တုံမန်းပေါ်မှာကျွန်တော်တို့ကလူတယောက်လို့ထားတယ်ဗျဟိုတုံမန်းတယောက်လို့မဟုတ်ကျွန်တော်တို့လူတယောက်လို့ထားတယ်လူအခွင့်အရေးနဲ့ထားတယ်လူတန်းစိတ်ကျွန်တော်ဆက်ဆံတယ်ဒါတွေကကျွန်တော်တို့ရဲ့လူသားဆန်မှုကိုပြတာဗျရန်သူအပေါ်မှာကညလာကိုပြတာမဟုတ်ဘူးရန်သူအပေါ်မှာကျွန်တော်တို့ရဲ့စိတ်ဓာတ်ပြောင်းညံ့တာကိုပြတာမဟုတ်ကျွန်တော်တို့ရဲ့လူသားဆန်မှုပြီးတော့ကျွန်တော်တို့ရဲ့ကိုကျင်တရားအဲဒါတွေကိုပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က ဒါလေးကိုစောင့်ထိန်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီသုံးမှန်းပေါ်မှာကျွန်တော်တို့ကဟိုမရိုင်းနဲ့ဘူးမနှိမ့်ဆက်ဘူးပြီးတော့လူတယောက်လိုကျွန်တော်တို့ထားထင်းထင်းထားပါတယ်ဗျအဲဒါကိုပြောချင်တာပေါ့နော်အဲကျွန်တော်တို့မှာတစ်ခါကြောက်လို့ရှိရင်တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီးတော့ရုပ်တရက်ဟိုလိုပေါ့နော်ကျွန်တော်တို့မေးလာလာရှိတယ်မေးလိုက်အခါမှာကျွန်တော်တို့ကပေါင်းဆက်လိုရတာဖြစ်တယ်ဗျဟိုငါဆိုပြီးတော့ကျွန်တော်ရင်မက်ပုတ်ပြီးတော့ကျွန်တော်ဟိုထင်းရမြင်ရပြောလို့မရအောင်ဗျအဲ့တော့အားလုံးကိုကျွန်တော်တို့ကစူပေါင်းပြီးတော့ငါတို့ဘယ်ချိန်မှပြောမယ်အဲချက်လက်လေးကျွန်တော်စုရတယ် အဲပြီးတော့ကျွန်တော်တို့ဝင်များရတယ်အားလုံးပါဝင်ဟိုတပွဲတူးတလီမှာမကြံခဲ့အောင်ပေါ့နော်အဖွဲ့စည်းတစ်ခုတလီမှာမကြံခဲ့အောင်ကျွန်တော်တို့ကဒီအဖွဲ့စင်းတွေကိုအဟိုဒေချာအလေးကြီးပြုပြီးတော့ခွာလို့ရတယ်ဗျာဒါကြောင့်ကျွန်တော်တို့ရဲ့တိုက်ပွဲစင်းတွေအောက်ကျတက်ပါလိမ့်မယ်ဟုတ်ကဲ့ပါကိုအဲ့တော့ဟိုအရင်ကာလတွေတုန်းကအဲဒီမာလာတို့ရဲ့ဟို၃နှစ်၄နှစ်လောက်သူတို့ចောင်းတော်ကြီးတွေမှာတက်ခေရတဲ့စစ်သားတွေအပြင်အခုနောက်ပိုင်းမှာကျတော့အဲ၃လ လေးလာလောက်ပဲတင်းနဲ့တက်တချို့ဆိုလို့ရှိရင်ဆွဲထည့်ပြီးတော့ရှည်တန်းကိုပို့နေကြတဲ့ပါစတွေပေါ့နော်ပြည်သူစစ်တွေဒီပေါ်တာဆွဲခံရတဲ့လူငယ်တွေများလာတာမျိုးတွေနည်းနည်းအရရရပါပေါ့နော်တောင်ပိုင်းဆိုလဲတောင်ပိုင်းဂရီနီဆိုလဲဂရီနီအဲ့လိုမျိုးတွေ့ရတယ်ဆိုတော့အခုတို့ဒေတာဘက်မှာရောအဲ့ဒီမလာတို့ကအခုနောက်ပိုင်းမှာတိုက်တဲ့ပုံစံကဘယ်လိုမျိုးသူတွေကိုအသုံးချပြီးတိုက်လေရှိလဲအခုတို့ရှေ့မှာတွေ့ရတဲ့အတွေ့အကြုံနည်းနည်းမျှဝေပြီးပေါ့ဘာတွေကွာခြားသွားလဲ2021နောက်ပိုင်းနဲ့အခု2025ဝင်ကျင်အချိန်နဲ့ဟုတ် 2021နှစ်နှစ်မှာတော့ဒီရန်သူဘက်ကအဲ့ဘောပေါ့နော်စစ်တီပေါ့ရန်သူစစ်တီတော်တော်များများဟိုအရင်ကတည်းကစစ်သားတွေပါကြတယ်ပေါ့နော်အဲအဲ့တုန်းကလည်းသူတို့ဘယ်လိုပြောမလဲသူရဲ့တိုက်ခိုက်တဲ့ဘလူးတက်ဘာလို့ညာလို့ ਨੇ တိုက်တယ်ပေါ့နော်အဲဟိုဖြစ်တယ်ပေါ့အဲဒါပေမဲ့အခုကျတော့သူအိတ်တက်တွေလည်းမရှိတော့ဘူး ਨੇ တူပါတယ်တော်လေးပြုတ်သွားနေတူပါတယ်ကျွန်တော်လည်းအိတ်အံမကြတော့ဘူးပြီးတော့ခု2024နဲ့ဒီနောက်ပိုင်းနေမှာကျတော့ပတ်စာရီနဲ့ပဲပေါဝင်တိုက်ခိုက်တယ်ဗျာ အရန်သူခုထိုးစင်မှာရန်သူအင်အား60ကျော်မှာပါစတွေများတယ်ဗျာပါစ20ကျော်ပါတယ်ပြီးတော့သူတို့ရဲ့ဘယ်လိုပြောမလဲထောက်ဖို့တက်ကပုံမှန်ဆိုရင်တော့ထောက်ဖို့တက်ကစစ်တိုက်တဲ့ထင်မှာမပါဘူးပြီးတော့လေ့ကျင့်ရေးကလည်းစစ်တိုက်တဲ့ထင်မှာမပါဘူးအလေ့ကျင့်ရေးကရဲဘော်တွေပါလာတယ်သူဖန်စီရမီးရဲ့ထင်မှာလေ့ကျင့်ရေးတက်ကရဲဘော်တွေပါလာတယ်ไก่บวยเนี่ยมาเลยเลี้ยงเยเยบอริบาล่ะเข้าปูဆိုတော့သူတို့လေယုံတက်တွေပေါ့เนาะသူရဲ့လေယုံတက်တွေကိုထုံနှုတ်ပြီးတော့တိုက်ရတဲ့ပုံစံဖြစ်နေတယ်ပြီးတော့အဓိကကတော့သူတို့ပါစတွေကို ဟိုအင်အားပြပြီးတိုက်ခိုက်တာမျိုးတွေရှိတယ်။ပတ်စာတွေဆိုတာကလည်းပြောမဆိုလို့ရှိရင်ဘော်ဒါကြောင့်ပါလာလူတွေအများစုဖြစ်တဲ့အတွက်စစ်နဲ့ပတ်သက်လို့ရှိရင်တော့စစ်ပွဲတိုက်ပွဲနဲ့ပတ်သက်လို့ရှိရင်တော့သူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းရည်ကတော့တော်တော်လေးကိုလျော့ပါသွားပြီပေါ့နော်။နေပါနေအခြေအနေမှာတော့ရှိပါလေကြာ။ဟုတ်။အဲ့တော့ဒီနောက်ပိုင်းကျွန်တော်တို့ဒီတိုက်ပွဲတွေရဲ့အတွေ့အကြုံများသိရတဲ့အချက်လေးပါဗျ။ဟုတ်ကဲ့ပါကိုအဲ့တော့အဲတိုက်ပွဲအကြောင်းအရာလေးတည်တည်ချာချာလေးသိလိုက်ရပါပြီ။ရွှေဘို မှာရှိတဲ့ပြည်သူလူထုရောတနိုင်ငံလုံးကကြည်နေကြမယ်ပြည်သူတွေရောတရင်မှုတယောက်အနေနဲ့ဘာတွေသတင်းစကားပါကြင်လဲဗျဟုတ်ကဲ့ဗျကျွန်တော်တို့ကြောချင်းပြည်သူလူထုကိုကြောချင်တာကတော့ကျွန်တော်တို့မျိုးဝမှာပေါ့နော်ဒီတိုင်းကျွန်တော်တို့နေကြတယ်အဲနေကြလို့ရှိရင်ပတ်စာရည်နဲ့ကျွန်တော်တို့ပတ်စာရည်ဖြစ်သွားမယ်ဟိုတာဆွဲခံအဲ့တော့ကျွန်တော်တို့မနေစေချင်တော့ဘူးဗျအဲမနေစေချင်တော့ဘူးရန်သူရဲ့ဟိုပေါ့နော်စစ်ဖက်နှောက်အောင်မှာကျွန်တော်တို့မနေစေချင်တော့ဘူး ြီးတော့တည်သူလူတို့ပြင်ပန်းနေပြီဆိုရင်စကားပြောကြတယ်တနိုင်ငံလုံးလည်းပြင်ပန်းနေကြပါပြီကျွန်တော်လည်းပြင်ပန်းနေပါတယ်အဲ့အတွက်လူတို့လည်းအားနာပါတယ်ကျွန်တော်လည်းဟိုနားလဲပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကနှစ်ပေါင်း60ကျော်အခြေပြုထားတဲ့နှစ်ပေါင်း80ကျော်ဖွဲ့တည်ထားတဲ့အခြေပြုထားတဲ့ကျွန်တော်တို့ကအင်အားစုတရက်ကိုတိုက်ရတာဖြစ်တဲ့အတွက်လက်စည်းတစ်ချက်ထင်းနဲ့တော့ပြိုလဲမှာမဟုတ်ဘူးဗျကျွန်တော်တို့ဘလောက်ပဲပြင်ပပြင်ပဒီဟာကြီးစုံကန်းတိုင်အောင်ကျွန်တော်တို့တိုက်ခိုက်ဖို့လိုတယ်ကျွန်တော်အဲ့အတွက်အားတင်းထားဖို့လိုပါတယ်ဗျပြီးတော့ကျွန်တော်တို့ ရားရဲ့ဘက်ကနေပြီးတော့ပူပေါင်းပါဝင်ဖို့လိုပါတယ်ဗျလူတိုင်းကစစ်သားဖြစ်ဖို့မလိုပါဘူးဒါပေမဲ့လူတိုင်းရဲ့ပူပေါင်းပါဝင်မှုကအရေးကြီးပါတယ်ဥမာဟိုထောက်ဖို့ပဲဖြစ်ဖြစ်တခြားတင်းချက်လက်ပဲဖြစ်ဖြစ်ထောက်ဖို့ဆိုတော့တင်းချက်လက်တွေထောက်ဖို့တာပဲဖြစ်ဖြစ်ပေါ့နော်ငွေကြေးပိုင်းထောက်ဖို့တော့မှအဓိကပြောတာမဟုတ်ပါဘူးတခြားထောက်ဖို့တဲ့လုပ်ငန်းတွေအများကြီးရှိပါတယ်ပြီးတော့ကျွန်တော်ပူပေါင်းပါဝင်တဲ့လုပ်ငန်းတွေအများကြီးရှိပါတယ်ဥမာကျွန်တော်စွဲတွေဘာတွေညာတွေဒါမို့လို့ကျွန်တော်တို့ပူပေါင်းပါဝင်နိုင်ရှိပါတယ်အဲ့တော့ဒီလူလူကို အဓိကပြန်ပြီးခြုံပြီးပြောမယ်ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမလဲမချင်းရတုမလဲမချင်းတတ်ခဲမှာဖြစ်တဲ့အတွက်နောက်ဆုံးချိန်ထိအတင်းတတ်ခဲဖို့ပူပေါင်းပါဝင်ကြဖို့စုစုပေါင်းညီညွတ်ဖို့ပြောချင်ပါတယ်ဗျပင်မနေပြီဆိုတဲ့စကားနဲ့ကျွန်တော်ပင်မနေပြီဆိုပြီးတော့လက်မလျှော့စေချင်ပါဘူးဗျကျွန်တော်တို့ပင်မနေလေကျွန်တော်မျိုးဆက်ပြဆက်ပြီးတတ်ခဲဖို့လိုအပ်ပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ပါအခုလိုမျိုးဖြစ်ကြပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဟုတ်ဟုတ်ကဲ့ဗျဟုတ်ကျွန်တော်လည်းအခုလိုပြောရတဲ့အတွက်ကိုရင်းအောင်ကျေးဇူးတင်ပါတယ်ဗျအားလုံး ဒီကနေ့အော်တိုဘာလ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းတွေကိုတင်ဆက်ပေးကြပါရစေ။ဘင်္ဂလားပင်လယ်အော်ခြေနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်တင့်တင့်ကနေတိမ်ထူထပ်နိုင်ပြီးအနောက်တော်မိုးတုံလေဟာအားတင့်တင့်ကနေအားကောင်းနိုင်ပါရစေ။ပင်လယ်ပြင်ခြေနေကတော့တနင်္လာရီကမ်းရိုးတန်း၊ရခိုင်ကမ်းရိုးတန်း၊မြဝကျွန်းမဒေသနဲ့မုဒ္ဒမဝေဘက်မှာအရှိအရှိတောင်ဘက်ကလေကတနင်္လာရီကို9မိုင်ကနေ10မိုင်လောက်ထိတိုက်ခတ်နိုင်ပြီးလှိုင်းနှင်းငယ်ကနေလှိုင်းအင့်တင့်ရှိနေပါရစေ။မိုးရွာသွန်းမဲ့ခြေနေတွေကတော့သခိုင်းတိုင်းထပ်ပါ တင်းသာတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထစ်ကြုံရနိုင်ပြီးနေပြည်တော်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရီတိုင်းကချင်းပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်နီပြည်နယ်တို့မှာနေရာကျဲကျဲကနေနေရာကွက်ကြားမိုးထစ်ကြုံပြီးတော့ရွာနိုင်ပါတယ်ဒါကြောင့်ဒီကနေ့မိုးနဲ့၁၂နာရီချိန်ထိနောက်ဆုံးရရှိတဲ့သတင်းကြောင်းရတွေကိုကျွန်တော်ဝေယံကစူးစီးပြီးတော့ တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလက်အောက်ကလည်းအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ဒီကျွန်တော်ညခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ